ရှင်မိုးအပိုင်း32တနင်္ဂနွေရုံပိတ်ရက်တရက်တွင်မေမျိုးရှိ လင်းစီတို့ခြံကလေးတို့အလဲလိုက်ခဲ့ရန်လင်းစီကပြောလာသည်တီးပင်စားပင်များစိုက်ပျိုးထားကြပြီးလေကောင်းလေတန်လေးရသဖြင့်တီချဲစိတ်အပန်းပြေစီမှတေးကြသည်ဟု သူ့ခြံလေးကိုညှို့ဆူလိုက်သေးသည်ရှင်မိုးကိုယ်တိုင်လည်းရုံပိတ်ရက်အင်ကတ်နေလျင်အနေရခက်သဖြင့်လိုက်မည်ဟုဂရီပေးလိုက်သည် သင်တန်းသူအမတယောက်အလှူကိုသွားကြမည်ဟုအဖေကိုအကြောင်းပြလိုက်သည်တကယ်သွားဖြစ်သည်ကရင်မိုးတို့သုံးအောင်ထဲသားဖြစ်သည်ဆိုင်ကယ်နှစ်စီးဖြင့်မိမျိုးတို့တက်ကြသည်တောင်တက်လန်းသည်အကွေ့အကောင်များပြီးမောင်းချိန်အနေငယ်ကြသည်ဖြင့်ကိုဒေးဖစ်က သူ့ဆိုင်ကယ်နောက်မှလိုက်စီရန်ရင်မိုးအားဖိတ်ခေါ်သည်ကိုဒေးဖစ်ယူလာသည့်ဆိုင်ကယ်သည်အမြင့်ကြီးဖြစ်ပြီးပို စိတ်ချရနိုင်သည်ဟုရင်မိုးထင်သည်ဖြင့် ိုဒေးဗစ်ဆိုင်ကင်နောက်မှလိုက်ခဲ့လိုက်သည်။ရှင်မိုးသည်အစောပိုင်းချိန်များတုန်းစီကဆိုင်ကင်အနောက်တွင်ဘေးတစောင်းထိုင်လိုက်ခဲ့လိုက်သည်။မိုင်းအင်းငင်မောင်းနေပြီးတောင်တလန်းလေးဖြစ်လာသည့်အခါခါညောင်းလာသည်။ကိုဒေးဗစ်သည်ဆိုင်ကင်ခဏရက်ခါပြင်ထိုင်ခိုင်းသည်။မိုးဘောင်းမိအရှင်နဲ့ပဲနောက်ကခွာထိုင်လိုက်ပါ။ကိုကိုအာမနာပါနဲ့စီရတာပိုပြီးတတောင်တတာရှိလာမင်းရှုခင်းနေလေခန်းစားလို့ကောင်းတာပေါ့ သူပြောသလိုပင်ပြောင်းထိုင်လိုက်သည့်အခါတကယ်ပင်တက်တောင်တသားဖြင့်စီးလို့ကောင်းသည်အပေါ်စည်းမှတောင်တလန်းအလှကိုလည်းကြည်နိုင်သည်သူပခုံးပေါ်လက်တင်ပြီးကိုကိုအလိုက်တင်အရှိဖက်သူကတ်ခါဆိုင်ကဲအရှိန်အနှွဲ့အတိုင်းအလိုက်တင်စီးကြည့်သည့်အခါပျော်စရာကောင်းနေသည်ခြံလေးထဲသို့ရောက်သွားကြသည့်အခါအင်္ဂါများကနေ့လယ်စာစီစဉ်ထားကြသည် ခြံထွက်ပြောင်းမှုများပြုတ်ထားကြသည်အိမ်အငှားထားသည့်အိမ်ကြီးအပြင်ခြံထောက်တွင်ဘင်္ဂလိုပုံစံတဲလီတစ်လုံးနှင့်တတ်တတ်ရရဲ့စောက်ထားသည့်ကိုတွေ့ရသည်မြို့ပြကိုညင်းငွေတိုင်းဒီတဲလီကိုကိုလာနေစားမိုးရဲ့တဲလီထဲတွင်ဂီတာတလက်အစင်းသင်းရှိနေသည်ကို တွေ့ရသည်ညနေစာစားပြီးခြံထောက်ဖက်ရှိစံချောင်းလေးစီတို့သွားကြသည်လင်းစင်နှင့်အတူ ရေတန်းဆင်းဆော့ကစားကစိတ်လက်ပေါ်ပါနေတော့သည်အနှဲငယ်ရေပိုနဲ့တည်နေရသူနှစ်ယောက်သားစဉ်းစားဖို့ပြင်တော့ကြောက်တုံးနားတွင်ရက်နေသည့်ကိုတေးဖစ်ကနင်းစီရောရှင်မိုးကိုပါဘောင်းမီအောင်နားကိုခောက်ပေးသည်ရုတ်တရက်လာလို့သည့်သူ့အပြုမူကြောင့်ရှင်မိုးဘာလို့ရမှန်းမသိဖြစ်သွားရသည်သူကတော့ဘာမှမထူချားသလိုပဲကြောက်တုံးပေါ်ထိုင်ချလိုက်ပြီးရှင်မိုးနဲ့လင်းစီနှစ်ယောက်စလုံးကို ဘောင်းဘီအောက်နာခောက်ပေးနေသည်နေကင်းဘက်တွင်ပြောင်းမှုပုံများစာရင်တဲလေးပေါ်တွင်ခဏနားချသည်လင်းစင်တယောက်ပျော်ရွှင်နေသည်မှာသိသာလာသည်တချင်ရဲ့တချင်နဲ့အမြင်အဲ့လိုနေရရင်ကောင်းမယ်နော်ကိုဒေးဗစ်ကဂီတာထယူပြီးဂီတာကြိုးညှိနေသည်ပအဝင်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားပြီးဂီတာအတန်ပဲကြားနေရတော့ 谁舍得我偏要痴，哪怕被埋在风里雨里，那浪打的我膝盖裂了口，多情的薄皮已破碎。给他等啊，嘟嘟；等他啊，接接，浪浪，穿浪的。 သိစမိနေတဲ့ကလေးရဲ့စိတ်တော်မညစ်စေချင်ပါဘူးကိုယ်တော်ကြောင့်နှောက်ရဖြစ်မလားအပေါင်းသင်ချာဟာတိုင်ရေမလားဖွင့်ပြောဖို့ပါစကားကိုမထွက်ဘူး ့အတန်ကပြန်တိုးတိတ်သွားပြီးဂီတာအတန်ကပြန်ကျဲလာပြန်သည်ဒီသချင်းကိုရင်မိုးလဲကြိုက်သည်အကိုတွေမောင်တွေမကြခဏဖွင့်လာကြဘူးသည်တဲချင်မီနေတဲ့ကလေးရဲ့မင်းနာကလေးပြတွေနဲ့နဲ့ အပြိုင်နှွဲဖို့တို့ကအရွယ်လို့စိတ်ကမြဲပဲချစ်တော့လွန်ကျွန်းစိတ်ကူးနေယူယုံဖို့ကွယ်ဆိုနေရင်ကရင်မိုးဘက်သို့ခေါင်းလေးငဲ့ကြည့်သည်ရင်မိုးကလည်းသူ့ကိုကြည့်မိသွားပြီးအချိန်နဲ့စုံသွားသည် သူကအရင် မျက်နာပြန်လွှဲသွားသည်အိုးသူအလိုလိုမညွတ်ဖဲကိုခုစဖို့မရေဒီပုံနဲ့မထူအချစ်ရဲ့မတို့ကအဖြစ်မရှိဘူးတဲ့ချစ်မိနေတဲ့ကလေးရဲ့မင်း ရဲ့ကြောင်းကိုမတိချမ်းသိကိုဖြစ်တော်မင်းသိမှာပါကိုချစ်တော်မင်းလေးယုံပါဒီစိတ်နဲ့အိမ်လို့မပြောတာတဲ့ကြာပြီတချင်းလေးဆုံးသွားတော့ခေါင်းကငဲ့ကတီလုံးကြီးဆက်တီးနေသည် အချိန်အနည်းငယ်ကြာသည့်အထိညီသူမြစကားမပြောဖြစ်ကြ။ပြောင်းမှုနဲ့လက်ဖက်တောက်တောက်လိုက်အောင်မယ်နော်။ရင်းနှွေးလဲယူခဲ့မယ်ခဏနေခဲ့ကြအောင်။လင်းစီကပြောလဲပြောအိမ်မာကြီးဖက်စီတို့ပြေးလဲပြေးလုသွားတော့သည်။တီလုံးတန်သည်တဖြည်းဖြည်းတိုးလာသည်။မိုးသူကနှကိုချားယုံလေးတန်လေးဖြစ်ခေါ်လိုက်သလိုရင်မိုးကလည်းမျက်လုံးဖြင့်သာ တုံ့ပြန်ထူလိုက်သည်ဘာမှစံပြောပဲရှင်မိုးအားကြည်နေသည်ရှင်မိုးအကြည့်တို့သည်လဲသူ့စီမမခွာမီသူ့တပြင်းချတန်ကိုမကြာမကြာကြားနေရသည်ရှင်မိုးမနေတတ်တော့တယ်လို့ဖြစ်လာသည်သူကလည်းဂစ်တာပြန်တီးနေသည်အိမ်မာကြီးစီတို့မျှော်ကြည့်မိသည်ရင်းစီကလည်းမလာနိုင်သည်အခုမှတော့သူ့ကိုထားပြီးလဲရှင်မိုး ထထွက်မသွားခြင်းမိုးဆက်ရှုံနေလားယင်အဆက်ဆက်မရှိသူကမေးလာသည်ဘာကိုလဲယင်အော်မိုးအိမ်ကအိမ်တော်ထထားခြင်းနေတယ်ဆိုလို့ပါအတင်းအကျပ်ကြီးတော့မဟုတ်ပါဘူးမိုးမာရောရည်ရထားရင်မရှိသေးဘူးလားဆက်စုတာမဟုတ်ဘူးနော်ကိုတကယ်သိချင်လို့ပါဟုတ်ကဲ့အခုထိတော့မရှိသေးပါဘူး။ဟိုလေ မတန်မရာမှန်မှန်တော့သိပါတယ်မိုးရယ်ကိုလေးသူကစကားကိုရှက်ထားလိုက်သည်သိစေခြင်းဟောမှာမိုးရယ်မိုးကို သိစေခြင်းဟောမှာမသိမှန်းလဲသိပါတယ်မတန်မှန်းလဲသိပါတယ်ကိုဘလို့မှနေလို့မရတော့လို့ပါမိုးကိုသိချင်မိနေလို့ပါမိုးတွန့်ပြန်စရာမလိုဘူးတော့ကိုတိလဲမသိရဲပါဘူးကိုမျက်မျက်နုံနိုးလေးချက်နေတာလေအခုလို့ ွင့်ပြောခွင့်ရရင်ကိုကိုအတွက်ပြည့်စုံပါပြီ။တဘွားစာကိုပြည့်စုံသွားပါပြီကွယ်။သူပြောချင်ဟာပြောပြီးဂီတာဆက်တီးနေသည်။ရှင်မိုးကိုလည်းအကြည့်တော့။ဒီချိန်အဖက်တုတ်ကတော့ရှေ့ပဲနော်နည်းနည်းကြာသွားတာကရင်ွေးကမပူတော့လို့အစ်စ်ထက်တယ်နေရလို့တဲ့လာလီကွာစားကြမယ်လင်းစင်ပြန်ရောက်လာမှရင်မိုးနေသာထိုင်သာရှိသွားတော့သည အပြန်အလှန်တစ်လျှောက်လုံးတွင်လည်းဘာစကားမှမဆိုမိကြတော့သူပခုံးပေါ်တင်ထားသည့်ရင်မိုးလက်တစ်ဖက်ကိုလှမ်းယူပြီးအစင်းလန်းကပူချိန်မဲ့မိုးကိုခါကိုကင်ထားပါရင်မိုးလက်တစ်ဖက်က သူပခုံးပေါ်တင်ပြီးလက်တစ်ဖက်က သူ့ခါကိုဖက်လိုက်သည့်အခါနှစ်ဦးသာပုံမိုနိကတ်သွားတယ်လို့နဆတ်တမိုင်းအကျော်မြေပြန့်လန်းသို့ပြန်ရောက်သည့်အခါသူ့ခါကိုဖက်ထားသည့်ရင်မိုးလက်ကို ူ့လက်ဖြစ်အုပ်ကင်လိုက်ပြီရပြီနော်မိုးပခုံးပေါ်ပြောင်းတင်ချင်းတင်လိုက်တော့မြေပြင်းဖြစ်သွားပါပြီသူပြောသည်မသာရင်မိုးနာခံလိုက်သည်တင်တန်းရှိသူဆိုင်ကယ်နှစီရက်လိုက်ချိန်တွင်ရင်မိုးအိမ်မှာကားကိုတွေးလိုက်ရသည်အစောကြီးလာကြုံနေတာပါလားဟုတွေးနေစဉ်ကားပေါ်မှာအဖေဆင်းလာနေသည်ရင်မိုးတကုံလုံးထူပူသွားရတော့သည်အဖေကတော့အမူအရာရောအတန်ပါ အေးဆေးတည်ငြိမ်စွာပင်သမီးပြန်လာပြီလားအဖေလည်းမြို့ရဲဆောက်ရောင်နေရာနဲ့ဝင်ရောက်လိုက်တာသမီးတင်တဲ့ပြအောင်မှာမဟုတ်လားလုံတော့အေးဆေးဆေးအဖေပြန်ဆောင်နေမယ်အဖေဒီအိမ်အပြင်လမ်းတစ်လျှောက်အောင်လုံးဘာစကားမျှမဆိုအိမ်ပြန်ရောက်တော့လေရင်မိုးအားဘာမျှမမင်းအမေကတော့တိတ်ဟုတ်လာပြီထင်နေတယ်ပေါ့လေရင်မိုးဟုတ်တာတခွန်းဆိုရင်ဒီအဖေရောအမေပါ ဘာမှမမေးသည့်အခါရင်မိုးမှလည်းရှင်းပြဖို့ခက်နေပြန်သည်ထို့အချိန်တွင်လင်းစင်စီမှဖုန်းဝင်လာသည်တိချင်တဲတဲကစိတ်ပူလို့စက်ခိုင်းနေလို့အိမ်မှာအဆူခံနေရသေးလားယင်အဆင်ပြေရဲ့လားပြေရနော်လင်းစင်မပူနဲ့နော်ဒါပဲနော်ခတ်တူတူစကားသာဆိုပြီးရင်မိုးဖုံးချလိုက်တော့သည်ထို့ညကရင်မိုးအတွေးတို့ပြန့်ဝင်နေသဖြင့်တတော်နှစ်အိမ်မပြော အချစ်ရင်မိုးချစ်ခဲ့ဘူးသည်လားပြန်တွေးကြည့်တော့မရင်မရစိတ်လုံရှားခဲ့မိသည့်စာအုပ်အငှားဆိုင်မှာအကိုကြီးတွဲခဲ့ဘူးသည့်အဖေတစ်ဖက်အရာရှိပေါ့စာကဲလန်းလာကြသည့်ကြီးတတ်လေတတ်မှအရာရှိပေါ့စာများယခုလက်ရှိ အမြန်ချောစာပို့စနစ်ဖြင့်အပြန်အလှန်တွေ့ညိနေသည့်ဝင်ကြီးယုံမှအရာရှိသူတို့အကြောင်းပြန်တွေးနေစဉ် ိုနှလုံးသားတို့ကငြိမ်သက်နေပါတော့လေကိုဒေးဗင်းရဲ့ဆိုသည့်အမည်နာမလေးကိုထဲ့စင်စားယုံလိုက်မျှနေပင်ရင်ခုန်တန်တို့ကတတိုင်းတိုင်းညံဆန်လာသည်သင်တန်းစင်းသည့်ညနေတိုင်းတွင်အိမ်မလာကြိုသည့်ကားကားကစောရောက်နေထက်သည် နင်းစေစီမဖုန်းဝင်လာရင်လဲလက်ခံစကားပြောသည်ကို အမေကမကြိုက်ဖုန်းလာတိုင်းအဖေကတော့ ပြောပါစေဆိုသည့်အမူအရာမျိုး အမေ့အားလုပ်ပြတတ်သည်ညနေပိုင်းတင်တန်းတွင်လည်းမင်းစီတို့အဖွဲ့ကလူစုကွဲပြီးပြောင်းနေကြသည်ဘာသာစကားတင်တန်းနှင့်ကွန်ပျူတာတင်တန်းတက်သူအချို့ကမနေ့ပိုင်းဆက်ရှင်သို့ပြောင်းကစားကြသည်စောရောက်လာတတ်သည့်အိမ်ငါကားကြောင့်လည်းတင်တန်းပြီးသည်နှင့်သူတို့အဖွဲ့နှင့်ရခင်လိုစကားမပြောဖြစ်တော့ဒီနောက်တော့မင်းစီတယောက်တင်တန်းသို့မလာသည်မှာစေရက်ခန့်ရှိသွားပြီ။ ညဘက်များတွင်လည်းဖုံးဆက်မလာတော့သူငယ်ချင်းများအားမေးကြည့်တော့နေမကောင်းဖြစ်နေတာဟုဆိုပြီးတည်င်းစကားဖြင့်သာမေးသည်ဟု လူကြုံပါလိုက်ရသည်ဆယ်ရန်အောင်စင်းထွက်သည့်နေ့မနေ့ပိုင်းတွင်ရေမိုးဤအသေးကြော်လေးများအဖွဲကစုညံအော်ဟစ်ပြီးသင်္ဟန်းသို့ရောက်လာကြသည်တချေရေသမီးတို့ဆယ်ယောက်တစ်ဖွဲ့လုံးအောင်နေဖြူနဲ့စုကငါးလုံးတဲပုတ်စုံအေးနဲ့စွမ်းဟွာတို့ကသုံးလုံးတူတူနဲ့ အပွားကြီးကိုကဒီတလုံးစီသမီးနဲ့လင်းစေကတော့ရိုးရိုးအောင်နဲ့တချဲတိလာလင်းစေနဲ့အတွဲဆုံးအခင်မင်ဆုံးရှမ်းတရုတ်ပါလေသူတို့အဖွဲကတော့တုတ်တုတ်ဟုခေါ်သည်သူကရှင်းပြနေသည် သူတို့ဆရာအဖွဲဤအမီနာမအရင်များကို လင်းစေမအပမိသူနံမီကိုမျှရှင်မိုးမသိသူတို့အဖျားဆုတ်ခေါ်ကြသည် အမီများကိုသာရှင်မိုးကလည်းလိုက်ခေါ်လိုက်သည်သမီးတို့အခုလင်းစေအိမ်ကိုသွားမလို့တချဲလိုက်မလား ူတော်တော်နေမကောင်းဖြစ်နေတယ်။ဟုတ်လားတချင်လိုက်ချင်တယ်ဒီအတန်းပြအောင်တော့ခဏစောင့်ပေးကြမလား။မနေ့ပိုင်းတင်တန်းပြီးတဲ့နေ့သူတို့အဖွဲ့နဲ့အတူရင်မိုးအိမ်မှလာကြိုတီကားဖြင့်လင်းစီတို့အိမ်တို့ရောက်သွားကြသည်။လင်းစီရေဘသူပါလာလဲသီလာဟိအရှိဆုံးမှတုတ်တုတ်တယောက်အော်ဟစ်ပြောဆိုရင်အိမ်ထဲသူပြေးဝင်သွားသည်။ရင်မိုးသည်ကားပြန်ကိုရမည်နေရာကိုလမ်းပြနေသဖြင့် နောက်ဆုံးမှအိမ်ထဲသို့ဝင်ခဲ့လိုက်သည်။အေခန်းအလဲတွင်ပကြီးကားကြီးတစ်ချက်ကိုဆေးရောင်ချဲလက်စဖြင့်တွေ့လိုက်ရသည်။ပကြီးကားရှိတွင် ထိုင်ကုန်ပူလေးတစ်လုံးဖြင့်ဆေးရောင်ဆုံးခွက်တို့ကပြန့်ကျဲလျင်။တင်ပြပြကောင်းလင်ကြီးအောက်တွင်ကြည်လင်စွာစီးဆင်းနေသည့်ဆန်းချောင်းလေးတစ်စင်းအမျိုးသမီးတဦးသည်ဆန်းချောင်းလေးဖေးရှိ ခမူပေါ်သို့ချစ်တဖက်တင်ပေးထားသည်။ ။နဗေးတွင်မိမငယ်လေးတဦးကရက်လျက်ထိုအမျိုးသမီး၏လက်မောင်းကိုထိမ့်မက်ကင်ပေးထားသည်။မြေပြင်တွင်ဒူးထောက်ထိုင်နေသည့်အမျိုးသားကအမျိုးသမီး၏ဘောင်းမီအရှိအောက်နားကိုခောက်တင်ပေးနေသည်ဟန်။ရင်မိုးရင်တစ်ခုလုံးတထိန်ထိန်ခုန်လာသည်။ထိုအချိန်တွင်တုတ်တုတ်ကထအော်သည်။ဟဲဒီပကြီးကားရဲ့အမျိုးသမီးကတီချိန်နဲ့တူတယ်တော့။ကိုဒေးပစ်သည် အမြင်ပြစ်ထွက်လာပြီး ပိတ်ဖြူစတာတစ်ခုဖြင့်ပတိကားကြီးကိုအုပ်ချလိုက်ပါတော့သည်တစ်ချက်တစ်ဘက်ကလာနေမင်းစိတ်ကလေးကိုအပြင်ထုတ်ထားတာအခန်းထဲမှာအလင်းအောင်ကောင်းကောင်းမရတော့စိတ်ငင်းညူနေမှာဆိုလို့ကလေးမော်ရင်လဲနေသည့်လင်းစီကကုန်းထလာသည် သူ့တငယ်ချင်းများကလင်းစီကိုဝိုင်းထူမှတ်ပေးကြသည်တစ်ချက်သမီးစီလာတယ်ပေါ့လင်းစီစီလာတယ်ပေါ့နော်ရှင်မိုးလက်ကိုလှမ်းဆွဲရင်းလင်းစီပြောတော့ရှင်မိုး မျက်ရည်တို့လဲလာသည်မမြင်နေရသည့်နှစ်ပတ်အတွင်းတော်တော်ပိန်သွားသည်ပဲကဘိုးကယူပြုတ်ကျနေသည့်သူ့သဖြင့်အကောက်လေးများချမှသူ့မျက်နာလေးကအိုသေးသွားပြန်ရောဥရောင်ငန်းဖျားယောဂါဖြစ်နေသည်ဟုဆိုသည်ကိုဒေးဗစ်ယူလာသည့်ဆံပြုတ်ပကံကိုတောင်းယူပြီးမင်းစီကိုခွန်ပေးလိုက်သည်သုံးလေးစုံလောက်တောက်ပြီးအန်ချလိုက်တော့သည်လက်ဖျားများအေးဆက်နေပြီးကိုပူရှိန်တွေကတက်နေသည် မျက်လုံးများကညည်ရဲပြီးမျက်ရည်ကြီးတို့လဲ့နေသလိုစိတ်ကန်းပြထားတယ်မဟုတ်လားယင်သူနေမကောင်းဖြစ်နေတာကြာပြီလားလို့ပြထားပါတယ်တသက်သလိုဖြစ်လိုက်ပြန်ဖြားလိုက်နေယခုမှတရီထားကြည့်မိဒီမှာကိုတေးပြလဲတော်တော်ပိန်သွားသည်ပဲဒီညက်နေပြန်ပြလို့မှမသက်သာသေးရင်စေယုံတင်လိုက်တော့မယ်ဆရာဝင်ကလွန်ခဲ့တဲ့သုံးရက်နောက်ထဲကစေယုံတခိုင်းနေတာဟင်အဲ့ဒါဘာလို့မတင်တာလဲတစ်ချက်တစ်ဖက်ကမတက်ချင်ဘူးတဲ့ မိမျိုးကအိမ်ကိုပြန်ပြီးနေနေတယ်ပဲပြောနေတယ်။ကလေးပြောရင်ကိုဒေးပစ်ကလိုက်လုံစီရလား။အခြေအနေကိုအဖေကပုံဆုံးဖြတ်တက်တာကို။တီချက်စီကိုလည်းဖုံးဆက်ခိုင်းနေတာ။တီချက်စိတ်အနောက်ချက်ဖြစ်မှာဆိုလို့ကျွန်တော်မဆက်ပေးတာ။ဟင်ဒီတိုင်းတော့အလကားနေရင်ဆက်နေပြီးတော့အခုနေမကောင်းဖြစ်နေတာကိုဆက်လိုက်ဖို့အတိတ်ပဲမရှိတာ။ရှင်မိုးတကယ်ပင်စိတ်တူသွားမိတယ်။လင်းစီနောက်တစ်ခေါက်ထပ်အံပြန်သည်။ထွေးကံမယူလိုက်နိုင်မီဆောင်းတွေဘုံကိုအန်ချလိုက်တော့ ခေါအောင်ပေါ်သို့ပြန်မိလိုက်သည့်အချိန်တွင်မျက်ဖြူလှန်သွားတော်သည် လင်းစီသမီးလေးကိုဒေးပစ်သည် အော်ပြီးပြစ်ပွင်လိုက်သည့်အချိန်တွင် လင်းစီခေါင်းသည်လဲကျသွားတော်သည်ရှင်မိုးအင်အားကားအဆင်သင့်ရှိနေခြင်းကြောင့်စိတ်ယုံသူချက်ချင်းလိုက်ပို့လိုက်ကြသည် အဖေစီကို ဖုံးဆက်ပြီးခွင်တောင်းကလင်းစီတတိယလာသည့်အထိရှင်မိုးထိုင်ဆောင်ပေးနေလိုက်သည်နေကုန်စေးုံတွင် နေပြီးအိမ်ပြန်ရောက်လာသည့်အချိန်က ည10:00နာရီပင်ကြော်နေသည်အမေဤမကြင်မနက်မျက်စောင်းများချမတိကြိုးကြုံပြုကညစာမစားတော့ဘဲဝင်းအိတ်လိုက်တော်သည်နောက်တစ်နေ့မနေ့ရုံးတက်နေရတော့လဲရင်မိုးစိတ်တို့ကလင်းစေစီကိုသာရောက်နေသည်ဒီနေ့ကပင်နန်းပည့်ရဖြစ်သည်ဖြင့်အိမ်မတီးသန့်ထွက်မှရမည်အချိန်နေမို့ရင်မိုးမှာမကြံထက်အောင်ဖြစ်နေရသည်ရုံးစင်းပြီးအိမ်ပြန်ရောက်သည့်အထိအကြံကမထွက်အမေကိုလည်းခွင့်မတောင်းရင် ရုံးယူနီဖောင်းလဲနေသည့်အချိန်တွင်အဖေကတကားခေါက်လာပြီ။သမီးစေးုံသွားခြင်းကားယူသွားလို့ရတယ်နော်။ဒီညက်နေနန်းတွင်အစည်းအဝေးပြက်လို့ဖွေသွားစရာမရှိဘူး။ရှင်မိုးအန်အောလုံးသည်ဖြင့်အဖေကိုစကားပင်ပြန်မပြောနိုင်တော့။အဝေးအစားအမြန်လဲကကားပေါ်သို့ပြစ်တက်ခဲလိုက်တော့သည်။မိဖို့ထဲမှအမေလှမ်းမိနေတံကိုပြန်မဖြေခဲ့လိုက်တော့။စေးုံရောက်သွားသည့်အချိန်တွင်လင်းစေကထင်သားတွင်သူနာပြုတ်နေ တာဝန်ကျဆရာဝန်များဝိုင်းနေကြသည်နှကောင်းရောလက်ဖြံမှာပါပိုက်များတန်လန့်ဖြင့်တွေ့လိုက်ရသည်ကိုဒီပစ်ကိုကြည်ရဒီမှာအတော်ပင်ပင်မနွမ်းနေနေပုံရသည်စီးနောင်ထားသည့်သဖင်များကရော့တီရော့ရင်အေးရေးပြတ်ထားသဖြင့်မျက်တွင်းများကဟောက်ပက်မနေ့ကတွေ့ခဲ့ရသည့်အဝတ်အစားများအတိုင်းရှိနေသည်မို့အိမ်မပြန်ရသေးဘူးထင်သည်ကိုဒီပစ်အိမ်ပြန်နေရင်ဘသူကလင်းစေအနာတွင် စောင့်ပေးမည်လေ လူခွဲဆောင်ပေးလုတ်ပေးမြင်သူမရှိသဖြင့်တားဖနှစ်ယောက်ထဲသာစေယုံပေါ်မှာနေတာပါလားဟုဆက်တွေးမိလိုက်တော့တနာသွားရသည်အလိုက်တိပေးသည့်အဖေထံသာဖုံးဆက်ပြီးရင်မိုးခွန့်တောင်းကထိုတညက်နေခင်စေယုံတွင်လူနာဆောင်လှုပ်လိုက်တော့သည်ကိုဒေးဖစ်ကိုအိမ်ပြန်လွတ်လိုက်ပြီးရေမိုးချိုးခဏအိတ်ခိုင်းလိုက်သည်အစာပိုင်းတွင်ရင်မိုးကိုအားနာနေတော်လဲအိမ်ပြန်ပြီးယူစရာရှိသည်လေများ ်ယူနေသေးသဖြင့်ရင်မိုးအားထားခဲ့လိုက်တော့သည်စေယုံတွင်စေကုသမှုခံယူနေတော်လဲရင်းစိမ်ဤအခြေအနေသည်တိတိသာသာကောင်းမလာသလိုရင်မိုးခံစားနေရသည်အမှန်အဖြစ်အရအစာအိမ်နှင့်ဥလန်းချောင်းတွင်အနာလေးများတွေ့ရသည်အစာဝင်သည်မြအန်နေပြီးကိုပူချိန်ကလည်းညနေဆောင်ဆိုရင်ပုံမှန်တက်နေသည်ည9နာရီလောက်တွင် ကိုဒီပစ်ပြန်ရောက်လာသည်ဒီချိန်ကိုအားနာလိုက်တာ ကျွန်တော်မအိပ်ဖဲနဲ့လှုပ်ဆရာရှိရဲလို့ယူဆရာလေးတွေထဲ့နေတဲ့ကိုဘလို့ညာကိုးနာရောက်သွားလဲမသိဘူးဗျာရှင်မိုးအိမ်ပြန်ရောက်သည့်အချိန်တွင် အဖေနှင့်အမေရှံဖြစ်နေကြသည်ခြံဝင်းထဲသို့ဝန်းနှန်းတတစိုက်ခင်းမှပဲစင်းကုန်များချွေထားသဖြင့်ကားကဝင်လို့မရဖြစ်နေသည်ရှင်မိုးလမ်းလျှောက်ပြီးဝင်ခဲ့လိုက်သဖြင့်အဖေတို့ကလည်းကားတံကိုကြားလိုက်ပုံမရဘူး တူတူတန်တန်လူတွေလာတောင်းတော့တော့ตาဖာနေရဆိုတော့ခါခါတိတိညင်းလိုက်ကြတာဘာမဟုတ်တဲ့မလွတ်မလပ်မလွတ်မကင်းအကောင်ကိုကြတော့တန်ရုံးစင်တွင်နေတယ်အဖေလို့သူကိုလည်းအံ့ဩပါမဟုတ်ပါဘူးအေးအခုဟာကဟိုမင်းကလေးစေးုံတက်နေလို့သွားမိရအောင်ကားထည့်ပေးလိုက်တာစေးရုံရောက်မှလူနာဆောင်လုတ်ပေးခြင်းလို့ဖုံးဆက်လာတော့ငါဘလို့လို့ပြန်ခေါ်မလဲညီသမီးစိတ်ကိုညီတခြားမသိဘူးတိတယ်တိတယ်ပောက်ကရမတူမတန်အကုန်လုတ်ချင်တာ ဆယ်ကျော်တက်တုံးကစိတ်မပူခဲ့ရသမျှအရွယ်လွန်မှပြောကုန်မပြောချင်ဘူးဆယ်ကျော်တက်တုံးကညဘယ်ပူရမလဲအဲ့လိုမရှိအောင်ငါကအချိန်ပြည့်သူ့ကိုပြိုင်ပွဲတွေနဲ့ထထားခဲ့တာလေအခုကအဖေကရင်မိုးကိုလှမ်းမြင်လိုက်ပြီးထင်သည်ပြောလက်ဆစကားတို့ရပ်ပစ်လိုက်သည်နောက်တနေ့တွင်ဆေးရုံကိုထပ်သွားကြည့်ဖို့ရင်မိုးကလည်းခွင့်မတောင်းရတော့သလိုအဖေသည်လည်းကားယူသွားဖို့ထပ်မပြောတော့ စေယုံဘောကပါဖားနှစ်ယောက်ပုံကိုမြင်အောင်ကရင်မိုးစိတ်မကောင်းဖြစ်နေမိသည်တဏီကုံယုံတက်သင်တန်းသွားလုံနေရတော့လဲစိတ်ကတော့သူ့တို့ပါဖားစီကိုသာရောက်နေသည်နှစ်ရက်မြောက်ညနေတွင်တော့ရင်မိုးဘလို့မှနေလို့မရတော့အဖေရှင်မောင်းအားအနိုင်ကျင့်ကစေယုံတို့ကာမောင်းခိုင်းလိုက်တော့သည်ဂရင်းနေရန်ကိုခေါင်းမိထိုင်နေသည့်ရင်မိုးကလင်းစေကရင်မိုးအားလှမ်းမြင်သည် ူတဲတဲကိုမျက်လုံးလေးဖြင့်အမူအရာလှန့်လုပ်ပြတယ်။ကိုဒေးဗစ်ကချက်ချင်းလှည့်ကြည့်ပြီးမိုးဟူခေါ်လိုက်ပြီးကမှတိချင်လာဗျာလင်းစီကတစ်ချိန်လုံးမီးနေတာဟုဆိုသည်။ဂျီမိုးကိုလှန့်ပြောရင်လင်းစီကိုအိယာပေါ်သို့ပြန်လဲချပေးလိုက်သည်။ဆေးရုံတနေသည့်သုံးလေးရက်အတွင်းလင်းစီကိုကြည့်ရသည်မှာပိုပြီးဖြူဖြော့လာသည်လို့ယခုလည်းအိယာပေါ်တွင်အဝိစာလေးပုံချထားသည်မြင်တူနေသည်။ ကိုဒေးဗစ်ကသူထိုင်နေသည့်ခုံကိုလင်းစေကထင်အနားသို့ရွှေ့ပေးကရှင်မိုးအားထိုင်စေသည်ရှင်မိုးလက်ကိုလာကင်သည့်လင်းစေလက်တို့ကအေးဆက်ဆက်နှာခေါင်းပိုက်တန်းလန်းဖြင့်ပစက်လှုပ်လာသည်မို့မတည့်ရက်ခါသူ့ကိုယ်ပေါ်သို့ရှင်မိုးကိုင်းညွတ်ပြီးနားထောင်ပေးလိုက်သည်ဒီချဲ့ကိုသမီးသိချစ်တာစကားပြောသည့်သူ့လေတန်းနဲ့မောတန်ပါနေတယ်အေးပါဒီချဲ့လဲလင်းစေကိုချစ်တယ်လीနော် ရင်မိုးပြန်ပြောတော့သူ့ခေါင်းကိုဘယ်ညာရမ်းလိုက်ပြီးလေသံတိုးလေးဖြင့်တချဲ့ကိုမမေတော်ချင်တာရင်မိုးဘာပြန်ပြောရမှန်းမသိဖြစ်ကကိုဒေးဗစ်ကိုလှည့်ကြည့်လိုက်မိသည်ဂရင်းချင်းရင်တွင်မတက်ရက်ပြီးလက်ပိုက်လျက်ခေါင်းငုံထားသည်နေကောင်းအောင်နေနော်နင်းစီနေကောင်းသွားရင်တချဲ့ရိုးစကားတွေပြောကြမယ်နင်းစီသွားချင်နေတဲ့မမျိုးချန်လေးတွေကိုလည်းပြန်သွားချမယ်နော်ညနာလေးကပြောရအောင်တန်းလာက လင်းစင်ရဲ့တိချေရဲ့ဒဲတဲ့ရင်တော့အင်းပါလင်းစင်ရဲ့ရင်မိုးအပြန်တွင် ကိုတဲဘက်ကအခန်းအပြင်ဘက်ထိလိုက်ပို့ပေးသည်မိုးရဲ့ဒီရလေးတွေဖြစ်နိုင်ရင်လေသမီးကိုလာကြည့်ပေးပါနော်တောင်းဆိုတာပါအင်းပြန်ရောက်ချင်းနောက်ကြနေမှန်းသိတော်လဲအဖေနဲ့အမေသည်ဘာမှမမေးကြသဖြင့်စိတ်သက်သာရရသွားသည်ထမင်းစားခန်းထဲသို့ရင်မိုးဝင်လိုက်သည့်အချိန်တွင်တယ်လီဖုန်းကမြည်လာသည် တယ်လီဖုန်းလားရင်ရေမိုးရှိနေသည်မို့လှမ်းခိုင်ခိုင်သည်မိုးမိုးရေလင်းစေအခုပဲဆုံးသွားပြီကွယ်ကိုဒေးဗစ်ဤတုံတုံခိုက်ခိုက်ပြောနေသည့်အတန်များကိုရေမိုးနားချများလွဲလေသလားဟုထပ်မေးရသည်ဘာကိုဒေးဗစ်လင်းစေဆုံးပြီလို့ပြောလိုက်တာလားဟင်ဟုတ်လားဟုတ်ပါတယ်အခုပဲတာဝန်ကျဆရာဝန်ကအတီးပြုတ်ပေးပြီးသွားပါပြီ သူ့ပေးပြီးချင်းမိုးကိုဆက်လိုက်တာဒါပဲနော်ကျွန်တော်လှုပ်ရှားရှိရာတွေဆက်လုံလိုက်အောင်သူဖုံးချသွားသည့်အထိရင်မိုးငိုင်နေမိသည်ကိုနာကိုကိုမယုံနိုင်အောင်ဖြစ်ရသည်အခုလေးမှသူနှစ်အတူစကားတွေပြောခဲ့သေးသည်ဆေးရုံနဲ့ရင်မိုးတို့အိမ်ကားမောင်းချိန်သည်အလွန်ဆုံးကြာလာမှနာယီဝက်ခံသာရှိမည်အဲ့ကဲနေမှရုံမြင်တန်ကြားဖွင့်ထားသည့်အသံတိုးသွားပြီးနောက်ရင်မိုးအနာသို့ဖေးရောက်လာသည် ဒီညက်နေသမီးတွေ့ခဲ့လိုက်ရသေးတယ်မဟုတ်လားဘယ်နေ့အတုပချမှာတယ်လဲသူတို့ဘာသာရေးအရဘနေ့ရဲ့ထားကြမှာလဲဟုရှင်မိုးအားလာမိတယ်